အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေသွားခြင်းနဲ့အကြောင်းအရာကတော့မနေ့ကအော်တိုဝါ29ရက်နေ့မှာတက်မတော်နဲ့ TNN တို့တရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့အပြစ်ရဖို့သဘောတူညီခဲ့ကြပေမဲ့တက်မတော်အနေနဲ့ရှေ့က hiking သဘောတူညီရဲ့တာရကကိုလည်းသတိချက်တဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမိတို့ချို့ကိုမျှဝေပေးသွားခြင်းပါတယ်အဲ့တော့တက်မတော်နဲ့ TNN တို့ပြေဆုံညှိနှိုင်းခဲ့ကြတာကဒီအော်တိုဝါ29ရက်နေ့ပြေဆုံမှုနဲ့ဆိုရင် ကိုးကျင့်တည်တည်ရှိခဲ့ပြီဖြစ်တယ်။အသေးအချာပြောရရင်ရှမ်းမြောက်ကျူးကျော်စစ်ပထမပိုင်းမှာကတည်းကတက်မတော်နဲ့ TNN တို့က hiking သဘောတူညီချက်ရရှိခဲ့ကြတာဖြစ်တယ်။ဒါပေမဲ့လည်းဒီ hiking သဘောတူညီချက်တွေကိုပဲအခွန်ကောင်းယူပြီးတော့2024ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာနှစ်ဖက်အပြည့်ရထားတဲ့ကာလမှာဟို TNN အဖွဲ့တွေက PDF တွေနဲ့ပူးပေါင်းပြီးတော့ပြည်ဦးလွန်နာကတရဲကုန်းရွာနာတဝိုက်မှာတိုက်ပွဲတွေပေါ်ဆောင်လာခဲ့ကြတဲ့အပြင်မိုးကုတ်မိုးမိတ်နဲ့ နောင်ရှုတခြားကိုလည်းတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်ဒုတိယအကြိမ်ရှမ်းမြောက်ကျူးကျော်စစ်မှန်ကြတော့အဲ့ဒီမျိုးတွေကိုတင်းပိုက်နိုင်ဖို့အထီကိုတိုက်ပွဲအရှိန်ကိုမြင့်ခဲ့ကြတာဖြစ်တယ်အဲ့တုန်းကလည်းတက်မတော်ကအကြမ်းဖက်ချေမိုးရေးစစ်စင်ရေးတံပြန်တိုက်စစ်တွေနဲ့လေချောင်းတိုက်ခိုက်မှုတွေကိုဗျူဟာကြကြလှုပ်ဆောင်လာတဲ့အတွက် PNN နဲ့ PDF ပူးပေါင်းအဖွဲ့တွေအထိနာလာတဲ့အခါမှာတော့ PNN အနေနဲ့2024ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာ နိုင်ငံရေးနိလန်းရအဖြေရှာဆွေးနွေးမယ်ဆိုပြီးတော့ထုတ်ပြန်လာခဲ့တယ်ဆွေးနွေးဖို့48ရက်အကြာ2025ခုနှစ်ဇန်နဝါရီလ12ရက်နေ့မနက်ပိုင်းမှာပဲတက်မတော်ကိုအပြီးတိုင်ချိန်မုံမယ်ဆိုပြီးတော့ကြေညာပြန်တယ်အဲ့ချိန်တုန်းကလည်းတက်မတော်ကအဲ့လိုကြေညာပြီး10ရက်အကြာဇန်နဝါရီလ21ရက်နေ့နဲ့22ရက်အတူမှာထိုးစစ်အချိန်မြင့်ခဲ့လို့အထိနာလာပြန်တော့ဇန်နဝါရီလ28ရက်နေ့မှာတက်မတော်နဲ့နိုင်ငံရေးနိလန်းအရာ စွန်းနူးလိုတယ်ဆိုပြီးတော့ထမှန်ပြီးတော့ထုတ်ပြန်လာတယ်အဲ့တော့တက်မတော်အနေနဲ့ရေရှည်ငင်းချမ်းရေးကိုရှေ့ရှုပြီးသဘောထားကြီးစွာနဲ့ပဲစွန်းနွေးမှုကိုလက်ခံခဲ့တယ်ဒါကြောင့်မလို့2025ခုနှစ်ဖေဖော်ဝါရီလ16ဆက်ကွန်မှာတစ်ကြိမ် AB လ28 29မှာတစ်ကြိမ်အေယုနိုင်ငံကကုမင်းမြို့မှာစွန်းနွေးကြကြပြီမဲ့ခိုင်မာတဲ့ရလက်တွေများကြကြဘူးပေါ့လေအဲ့တော့တက်မတော်နဲ့တင်နေတို့ရဲ့နှစ်ဖက်စွန်းနွေးမှုတွေကိုကြည့်မယ်ဆိုရင် တတိယအကြိမ်ဆွေးနွေးမှုနဲ့ရှမ်းမြောက်ကျူးကျော်စစ်ပထမပိုင်းကရပ်တန့်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့2024ခုနှစ်မတ်လမှာစရုပ်ရအကြိမ်မေလမှာပြည်စမအကြိမ်တွဲဆုံဆွေးနွေးခဲ့ကြတယ်။ပြည်စမအကြိမ်ဆွေးနွေးပွဲမှာကလေးက TNN အနေနဲ့မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကို တောင်းဆိုခဲ့တဲ့အတွက်သဘောတူညီမှုတွေမရရှိခဲ့တဲ့အပြင်အဲ့ဒီအချက်တွေကိုအကြောင်းပြပြီးတော့2024ခုနှစ် ွန်လ25ရက်နေ့မှာပဲရှမ်းမြောက်ကျူးကျော်စစ်ဒုတိယအပိုင်းကိုပြည်နယ်တွေကဥဆောင်ပြီးစတင်ခဲ့တာဖြစ်တယ်။တချိန်တည်းမှာပဲပြည်နယ်တွေက မိုးကုတ်မိုးမိတ်တပိတ်ချင်းမန္တလေးနဲ့ကြောင်းမဲတီဘော နောင်ချိုအထိကိုကျူးကျော်ခဲ့တာဖြစ်တယ်။ဒရေမကောင်းကြတဲ့အကြမ်းဖက်ဒီ TNN တွေကဘလောက်ထိလူမဆန်တယ်လဲဆိုလို့ရှိရင် နောင်ချိုမျိုးကခမရ114 115ကြောင်မဲမျိုးက ခမရ900တင်းနဲ့900ဒီဘောကဆိုလို့ရှိရင်903နဲ့900လေးတက်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ကိုအကုန်ဖျက်ဆီးခဲ့တယ်။အဲ့ဒီနောက်မှာတော့တက်မတော်အနေနဲ့အကျန့်ဖက်ချေမိုးရေးစစ်စင်ရေးတံပြန်တိုက်စစ်တွေကိုဘျူဟာကြကြပြန်လဲထိုးစစ်ဆင်လာပြီးတော့ရှမ်းမြောက်မှာရှိတဲ့ကျူးကျော်ခံရတဲ့မြို့တွေကိုတမျိုးပြီးတမျိုးပြန်လဲထိန်းချုပ်လာနေပြီလေဖြစ်ပါတယ်။ရှမ်းမြောက်မှာရှိတဲ့ PNN အပါအဝင်အကျန့်ဖက်လက်နက်ကင်တွေ စစ်ဦးကျိုးနေတဲ့အချိန်ဖြစ်တာနဲ့အညီတက်မတော်အနေနဲ့ရေချိန်ငိမ့်ငယ်ရေးကို ရှေ့ရှုပြီးတော့တင်းတန်းလေးနဲ့ရှစ်ချိန်မြောက်တွဲဆုံညှိနှိုင်းမှုတွေလုပ်ပေးမယ်တင်းတန်းလေးအနေနဲ့ကြောင်မဲနဲ့ဒီဘောကနေဆုပ်ပေးမယ်ဒီမိုးကုတ်နဲ့မိုးမိတ်ကိုတော့လုံးဝမပေးနိုင်ဘူးဆိုပြီးတော့ခေါင်းမာခဲ့သေးတယ်လည်းဖြစ်ပါတယ်ဒါကြောင့်မို့တက်မတော်အနေနဲ့စစ်ကိုဖိတ်ခေါ်တဲ့ဒီတင်းတန်းလေးအကြမ်းဖက်တွေကိုစည်းရင်းနီးနဲ့ဖြည့်ရှင်းလိုက်တဲ့အခါမှာတော့တင်းတန်းလေးတွေက အထိနာလာပြန်တော့2025ခုနှစ်အော်တိုဘာ28ရက်နေ့မှာပဲအပြည့်ရဖို့တက်မတော်ကိုစတင်ပြီးကမ်းလှမ်းလာခဲ့တယ်လို့သိရတယ်။အဲဒီနောက်မှာတော့2025ခုနှစ်အော်တိုဘာလ29ရက်နေ့မှာပြည်နယ်တွေကမိုးကုန်းမျိုးနဲ့မိုးမိတ်မျိုးတွေကနေစုပ်ပေးမယ်။တက်မတော်အနေနဲ့ကဒီတောင်းဒေသကိုဒီကြောင်းကနေဘုံကျဲတာတွေထိုးစစ်စင်တာတွေမပြုတ်လုတ်ခဲနဲ့ရောက်တဲ့နေရာမှာအပြည့်ရပေးပါဆိုပြီးတော့သဘောတူညီခဲ့ကြတယ်လို့သိရတယ်။အဲ့တော့အချုပ်အနေနဲ့ပြောရရင် ဒီခေါင်းမာပြီးပေကက်နေတယ်ပြင်နေတယ်လေနောက်ဆုံးမှာတော့တက်မတော်ရဲ့ထိုးစစ်အဟုန်ကို မခံနိုင်တော့ပဲလိုက်ရောပြီးခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းတရေမကောင်းတဲ့အကျင့်ရှိတဲ့တီအန်အေရဲ့လုံရဲ့တစ်ခုဖြစ်တဲ့ပြီးခဲ့တဲ့ hiking သဘောတူညီရဲ့တရကကိုလည်းမမေ့တင်ဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ပြီးတော့ဒီအခြားလက်နက်ကိုင်တွေအနေနဲ့လည်းဖြစ်ချင်တာထက်ဖြစ်တင်တာကို တောင်းဆိုတင်တဲ့အပြင်တောင်းဆိုတဲ့အခါမှာလည်း လက်နဲ့ကင်လန်းစဉ်ကိုတုံးပြီးတောင်းဆိုနေမယ်ဆိုလို့ရှိရင်အလန်းဝေးနေဥမှာပဲဖြစ်ပါတယ်။ပိုဖြစ်ချင်တာကိုလက်နဲ့ကင်လန်းစဉ်တုံးပြီးတောင်းဆိုခဲ့တာကလက်လက်ရာပြီကလေးကနေဆိုရင်နှစ်ပေါင်း80ကျော်လာခဲ့တဲ့အချိန်အလန်းဝေးပြီးတော့ဒီပြည်တွင်းပြည်ပခါတွေပဲ ပိုပြီးကြီးချောလာခဲ့တာကိုလည်းအားလုံးအသိပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့တိုင်းရင်းသားလက်နဲ့ကင်တွေအနေနဲ့ကိုဖြစ်ချင်တာကိုတောင်းဆိုတဲ့အခါမှာလက်နဲ့ကင်လန်းစဉ်ထက်နိုင်ငံရေးနီးလန်းအရာညီနိုင်ဆွေးနွေးတာက ပိုပြီးထိရောက်လိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်